၁၂နှစ်ကြာဖြစ်ပွားခဲ့တဲ့အစ္စရေးနဲ့စစ်ပွဲကြောင့်တေဆုံးခဲ့ရတဲ့အီရန်စစ်ဗိုလ်ချုပ်တွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေရဲ့ဇာပနာပွဲကိုဇွန်လ၂၈ရက်ကတီဟီယန်မြို့လမ်းများပေါ်မှာအခေါင်60ဝန်းကျင်နဲ့စုပေါင်းကျင်းပရာမှာလူတသန်းကျော်ကလမ်းပေါ်ထွက်ပြီးအမေရိကန်တေဆုံးပါစီအော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်။စစ်ပွဲမှာအီရန်တော်လှန်ရေးအဆောင်တပ်ကအီရန်စစ်တပ်ရဲ့ဩဇာအကြီးဆုံးဗိုလ်ချုပ်ဖြစ်တဲ့ ဆေးဦးစီးချုပ်ဟော်စိန်ဆလမီဗိုလ်ချုပ်အမီယာအလီဟာဂျီဇာရာတို့ရဲ့အခေါင်းများလဲပါဝင်ခဲ့ပြီး နိုင်ငံကောင်းဆောင်ခါမီနီကို ထောက်ခံသူတွေကအစ္စရေးနဲ့အမေရိကန်အလံတွေကိုမီးရှို့တာတနင်္လာရီပြုလုပ်ခဲ့ကအမေရိကန်သေဆုံးစေဆိုတဲ့ဟစ်ကြွေးတံများဟိမ့်ညံခဲ့ပါတယ် နှစ်ပတ်ကြာပျောက်ဆုံးနေခဲ့ပြီးမြေရောက်ဘန်ကာတစ်ခုမှာပုံနေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ပြောခဲ့တဲ့ခါမီနီကတော့အဆိုပါစုပေါင်းစာပနာမှာမတွေ့ရသလိုရာထူးအကြီးဆုံးဦးဆောင်ကျင်းပသူကအီရန်နိုင်ငံသားရေးဝန်ကြီးအဘတ်အာရချိုင်ဖြစ်တယ်လို့သိရပါတယ်။အစ္စရေးနဲ့ဆက်နေကြစစ်ပွဲပြီးဆုံးမှုအတွက်ဒေါ်နယ်ထရန့်ကပေါင်300ပုံဆက်နှလုံးကိုကျဲချပြီးအဆုံးဖြတ်ပေးခဲ့ကထောင်လိုင်းရေးတွေကအီရန်ဟာနျူကလ িয়ার လက်နက်ဖြစ်စေတဲ့ ယူရီနီယံအဆင့်မြင့်တင်မှုလောက်တာကိုထပ်မံသိရှိရရင်ထပ်မံဘုံကျဲအောင်မယ်လို့ပြောဆိုထားပါတယ်။အီရန်ကောင်းဆောင်ခါမီနီတယောက်ရုပ်ပြဆင်းပြက်မသေးဆုံးတာဟာမိမိကောင်းမှုကြောင့်လို့လဲဒေါ်နယ်ထရန့်ကချင်းချောက်စကားဆိုခဲ့ပါသေးတယ်။